ဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဟာပြန်ပြောပါမယ်နော်အမိတာဆုတ်ကြတဲ့နေ့ဖြစ်တယ်အမိတာဆုတ်ကြတဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ကကြီးပွားချမ်းသာစီမဲ့အထူးရည်ရွယ်ကိုလှုပ်ဆောင်နိုင်တယ်အဲ့ဒါကြောင့်ကျမအဲ့ဒီအထူးရည်ရွယ်ကိုလည်းကျမမျှဝေသွားပါမယ်နော်အမိတာဆုတ်ဆိုတာဘယ်လိုနေမျိုးလဲလို့မိတတ်ကြတယ်ပေါ့နော်ကျမတို့ပုံမှန်ရက်ရာစာထက်သူကပို့ပြီးတော့ကောင်းတဲ့နေ့ နော်ရရစာထက်ပိုကောင်းတယ်ကြီးပွားချမ်းသာကြလို့ပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ဟိုအစီရင်ရေရရာတွေပေါ့နော်အဆန်းအဆွဲထက်စီကြလို့ပဲဖြစ်ဖြစ်နော်ဆူတောင်းပြေးကြလို့ပဲဖြစ်ဖြစ်အမိတ်တာဆုတ်ကြတဲ့ညက်နေ့ကိုရွေးပြီးတော့လုတ်ဆောင်ရတယ်ပေါ့နော်ဒါတွေကဟိုးရှိပြီးရင်လက်ထက်ကလေးကိုကလုတ်ဆောင်ရတာပေါ့နော်အဲ့တော့ ကျမတို့ဒီလာမယ့်အင်္ဂါနေ့เนาะအင်္ဂါနေ့ဟာအမိတာဆုတ်ကြတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာကျမတို့เนาะជីဘွားချမ်းသာစေတဲ့အထူးជីဘွားချမ်းသာစေတဲ့ရေတရာကိုလှုပ်ဆောင်လို့ရပါတယ်เนาะအဲ့တော့အဲ့ဒီရေတရာအကြောင်းကိုကျမအရင်ပြောရမလား ခုနှစ်ရဲ့သားသမီးတွေဆောင်ရံရှောင်ရံကိုပဲအရင်ပြောရမလားမသိဘူးเนาะဒါပေမဲ့အခုတော့ခုနှစ်ရဲ့သားသမီးတွေဆောင်ရံရှောင်ရံကိုကျွန်မအရင်ပြောရမယ်เนาะဒီဒီတပတ်မှာလေကျွန်မတို့ဂျူတွေကအပြောင်းအရွှေ့မရှိပါဘူးเนาะဂျူတွေကလောလောဆယ်ဘယ်မှာရှိနေသလဲလို့ပြောရင် စနေဂျူကမေယာဒီမှာရှိနေတယ်အဲဒါပေမဲ့လာမဲ့เนาะ18ရက်နေ့ကျရင်ဇူလိုင်လ14ရက်လား18ရက်နေ့လားမသိဘူးကျွန်မ ပြန်ကြည့်ပြီးမယ်เนาะအဲ့နေကြလို့ရှင်เนาะ तू อ่ะဘယ်ဟုတ်ပြောင်းမလဲဆိုဝက်ကြသွားလိမ့်မယ်เนาะမင်းယာဒီမှာပဲဝက်ကြသွားမယ်ဆိုတော့အဲ့နေကြရင်เนาะနည်းနည်းလေးဘီယူဆက်ရမယ်နေ့ထဲမှာပါတယ်ပေါ့เนาะပြောမယ်ဆိုလို့ရှင်เนาะဘယ်နေ့လဲဆိုတော့အဲစနေကမင်းယာဒီမှာ14ရက်နေ့เนาะခုခုနလပိုင်း14ရက်နေ့ကနေစပြီးတော့မင်းယာဒီမှာဝက်ကြသွားလိမ့်မယ်เนาะအဲဒါဒါလာမယ့်အပတ်ထဲမှာကျွန်မ အဲလာမဲ့ပတ်ဟုတ်တယ်ဟုတ်တယ်လာမဲ့ပတ်ထဲမှာအဲ့ကိစ္စပြောရမယ်ပေါ့နော်တင်းငွေကတော့အခုဘယ်မှာရှိနေလဲလို့ပြောရင်သူကတင်းငွေကမေထုံရာသီမှာရှိနေတယ်နော်တင်းငွေကမေထုံရာသီမှာရှိနေတာလေတိတ်တော့မကောင်းဘာကြောင့်လဲလို့ပြောရင်မေထုံရာသီကဗုဒ္ဓဟူအိမ်ရှင်ပေါ့နော်အိမ်သူ့ရဲ့အိမ်ရာသီမေထုံကဗုဒ္ဓဟူအိမ်ရှင်ဖြစ်တဲ့အတွက်သူက ဘယ်လိုပဲပြောပြောပေါ့နော်ဒီတနင်္ဂနွေရှိနေတာကျမတော့သိမကြိုက်ဘူးပေါ့နော်အဲဗုဒ္ဓဘုရားကျတော့ကရကတ်ရာဇီမှာရှိနေတယ်အင်္ဂါကျတော့တင်ရာဇီမှာရှိနေပြီးတော့ကိတ်နဲ့အတူတွဲပြီးတော့ရှိနေတာပေါ့ဒါလည်းသိတော့မကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဓာတွေအဲ့လိုဂျိုးတွေအနေထားကြအောင်ကျမတို့တွေဘာတွေဖြစ်နိုင်တယ်လဲလို့ပြောရင်ကပ်ဘေး တဘာဝဘေးကိုကျမတို့ကြုံနိုင်တယ်เนาะဒါကျမတို့အမေရိကန်မှာဆိုရင်အခုအမေရိကန်မှာဆိုရင်အပူလိုင်းဖြတ်နေတာเนาะတော်တော်ဆိုရင်ကျမတို့ဒီမှာတော်တော်ကိုပူတယ်ကျမတို့ဆိုရင်အဲကိုမသုံးနိုင်ဘူးเนาะအဲကိုမသုံးနိုင်တဲ့အတွက်ပူတယ်ဆိုလဲဒီတိုင်းပဲเนาะပန်ကားလေးလေးနဲ့အင်ကြီးလေးတွေပါပါဝစ်ပြီးတော့အဲ့လိုပဲကျမတို့ နေရတယ်ပေါ့နော်အဲကိုမသုံးနိုင်ဘူးတခြားလူတွေတော့သုံးနိုင်မှာပေါ့လေနော်ကျွန်မကတော့ဟိုဒီဘေးဒင်ဟောကားနဲ့ပဲကျွန်မရက်တည်နေတာဆိုတော့ကျွန်မကတော့အဲကိုမသုံးနိုင်ဘူးအဲ့တော့ဒီလိုပဲနေတယ်နော်အဲအဲ့လိုပဲနော်ဒီတခြားဒေသတွေမှာလည်းဒါ မြန်မာပြည်တွေမကเนาะကဘာနိုင်ငံအသီးသီးမှာကဘာနိုင်ငံအနှံ့အပြားမှာဘာဖြစ်နိုင်တယ်လဲလို့ပြောရင်တဘာဝဘေးကိုကျုံနိုင်ပါတယ်เนาะတဘာဝဘေးကျုံနိုင်တဲ့အတွက်အားလုံးပဲเนาะသတိရှိပါเนาะသတိလေးနဲ့ဖြတ်သန်းပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะဒါအားလုံးကသတိရှိရမယ့်ကာလလို့ကျွန်မပြောချင်ပါတယ်နောက်ယောဂဘေးเนาะတဘာဝဘေးရှိမယ်ယောဂဘေးရှိမယ်စစ်ဘေးရှိမယ် ပြီးရင်စီးပွားရေးဘေးပေါ့เนาะဒါလည်းရှိနေပါတယ်เนาะအဲ့တော့စစ်တော်သူများအားလုံးကเนาะတတိဆိုတာပိုတယ်မရှိတဲ့အတွက်ဒီကာလတွေမှာတော့တဘာဝဘေးကိုလည်းဂရုစိုက်ပါเนาะယောဂဘေးယောဂဘေးလည်းရှိနေပါတယ်ယောဂဘေးကိုလည်းဂရုစိုက်ပါပြီးရင်စစ်ဘေးပေါ့เนาะဒါလည်းဂယူဆာရမယ်ကိစ္စပဲဖြစ်ပါတယ်ပြီးရင်စီးပွားရေးဘေးပေါ့เนาะအဲ့တော့ဒီဘေးတွေရှိနေတာကိုကျမတို့ကဂယူဒီဇိုင်းနဲ့เนาะလူရောစိတ်ပါ တတိလေးနဲ့ဖြတ်တန်းပါလို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဇူလိုင်လ30ရက်နေ့ကနေဇူလိုင်လ6ရက်နေ့အတွင်းမှာဂျုံတိုင်းနဲ့ရက်တီဆောင်းရံရှောင်းရံတွေကိုကျွန်မမပြောခင်မှာကြီးပွားချမ်းသာစေမယ့် အထူးရည်ရည်ပြုနိုင်တာကိုကျွန်မပြောပါမယ်ဇူလိုင်လ၁ရက်နေ့ကကျွန်မတို့ပြောမယ်ဆိုလို့ရှိရင်တော့အမေရိကန်ဆုံးကြတဲ့နေ့ဖြစ်ပါတယ်အမေရိကန်ဆုံးကြတဲ့နေ့မှာ ကျွန်မတို့ကရည်ရည်ပြုမယ်ဆိုရင်เนาะကြီးပွားတိုးတက်စေတဲ့ရည်ရည်ကိုကျွန်မတို့ပြုလို့ရပါတယ်เนาะအဲ့တော့ဘယ်နေ့သားမဆိုအမေရိကန်ဆုံးကြတဲ့နေ့မှာကြီးပွားတိုးတက်စေတဲ့ရည်ရည်ပြုဖို့အတွက်ဆိုလို့ရှိရင်เนาะမနေ့6နာရီကနေပြီးတော့9နာရီအချိန်တွင်းမှာ ပြုလို့ရပါတယ်เนาะကိုယ့်ရဲ့နိနံเนาะဥပမာကိုယ့်ရဲ့နိနံရဲ့အမြင့်အမြင့်ကစပြီးတော့အညွန့်နဲ့အဆုံးရှိတဲ့အပင်ဟိုကိုနေတဲ့ဒေတာเนาะဥပမာဆိုပါစို့ကိုနေတဲ့ဒေတာမှာကိုယ့်ရဲ့ကြီးပွားဆန္ဒရေးကိုဆူတောင်းပြီးတော့အဲ့ဒီအပင်လေးကိုရှင်အောင်စိုက်ပါเนาะဒါဓာတ်ပင်စိုက်တယ်လို့လည်းခေါ်ပါတယ်ဓာတ်ပင်စိုက်တဲ့အတွက်အကျိုးကဘာတွေရှိလဲလို့ပြောရင်နံပါတ်1ကနော်အပင်စိုက်တာဖြစ်တဲ့အတွက်တစ်ပင်လေး စိုက်ခြင်းရဲ့အကျိုးเนาะတစ်ပင်စိုက်ပျိုးခြင်းရဲ့အကျိုးခံစားခွင့်ရှိပါတယ်တစ်ပင်စိုက်တဲ့အတွက်เนาะဟိုရရချီလို့စိုက်တာပဲဖြစ်ဖြစ်နော်အမတ်တရအပင်မဲစိုက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အပင်စိုက်တဲ့အတွက်တတဝါလေးတွေကိုကိုကနေထိုင်အဲ့ဒီအပင်ကိုမှီပြီးတော့တတဝါတွေနော်အသုံးပြုကြမယ်ဟလာအဲ့ဒီအတွက်ကို့မှာ အကျိုးကျေးဇူးရတယ်ကုသိုလ်ရတယ်ပေါ့နော်အဲအခုလက်ပင်ဆိုင်တယ်ဆိုတော့ဒါပို့ပြီးတော့ရတရားလေးဖြစ်တဲ့အတွက်ပို့ပြီးတော့အကျိုးထူးပါတယ်နော်အဲ့တော့ဆိုင်ရမနေနံသာသမီကိုပြောပါမယ်တနင်္ဂနွေနော်တနင်္ဂနွေသာသမီတွေကနော်အပင်ဆိုင်ရမယ့်နေ့ကအမိတအဆုံကြတာတယ်နော်ဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဒါတနင်္ဂနွေသာသမီတွေဆိုင်ရမယ်ဆိုရင်ဘာအပင်ဆိုင်ရမလဲတနင်္ဂနွေရဲ့အမြစ်ကစနေ နော်တနင်္ဂနွေရဲ့အမြစ်ကစနေဖြစ်တယ်အညွန့်ကကြတော့တနင်္လာဖြစ်တယ်အဲ့တော့စနေနံဖြစ်တဲ့တထဒဒနာနဲ့စပြီးတော့အညွန့်နံဖြစ်တဲ့အင်္ဂါဖြစ်တဲ့ sorry တနင်္လာဖြစ်တဲ့ကခကကငါနဲ့စုံတဲ့အပင်ကိုစိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဥမာဒန်းကြီးပင်စိုက်လို့ရတယ်နော်ဒန်းကြီးပင်ထောက်ချက်မင်းဒါနော်အဲဆီယမရေကျမတို့ကထောက်ချက်မင်းဘယ်နှရှာမင်းမသိဘူးဆိုရင် စနေနံဖြစ်တဲ့တထဒဒနာနဲ့စပြီးတော့တနင်္လာနံဖြစ်တဲ့ကခကကငါနဲ့ဆုံးတဲ့အပင်ရှာပြီးတော့စိုက်ပါစိုက်ရမယ့်အရက်ကတော့အနောက်မြောက်အရက်မှာစိုက်ရပါမယ်နော်စိုက်ရမယ့်အရက်ကဘယ်အရက်လဲလို့ပြောရင်အနောက်မြောက်အရက်ကိုစိုက်ရပါမယ်စိုက်တပင်စိုက်တဲ့အခါမှာလောင်းရမယ့်ရေခွက် ရေခွက်ကလေးပေါ့နော်25ခွက်လောင်းရမယ်အဲ့25ခွက်ကဘလို့25ခွက်လောင်းရတာလဲဆိုရင်စနေရဲ့ နော်ဂျိုသက်ကသူက10နှစ်ရှိတယ်တနင်္လာရဲ့ဂျူတက်က15နှစ်ရှိတယ်အဲ့နှစ်ခုပေါင်းလိုက်တဲ့အခါ25အဲ့တော့အပင်ကို25ခွက်ရေလောင်းရင်တော့ရေတွေအများကြီးအပင်သေးသေးလေးရေတွေအများကြီးဖြစ်သွားမယ်အဲ့ခါကျရင်ဇွန်လေးနဲ့ခတ်ပြီးတော့လောင်းမှာလောင်းတဲ့အခါကျတော့လေအပင်ကိုကိုကဘာလေးရွတ်ပြီးတော့လောင်းရမလဲလို့ပြောရင်မြစ်တာသုံးရွတ်ပြီးတော့လောင်းလို့ရတယ်เนาะအဲ့တော့တနင်္လာနေ့သာသမီဆိုရင်ကျွန်မပြောမယ်မြစ်တာသုံးလေးရွတ်ပြီးတော့အပင်ကို လောင်းမယ်25ခွက် နော်အပင်ကို25ဇွန်းပေါ့လောင်းမင်းဆူတောင်းမှာပြီးရင်အဲ့ဒီအပင်လေးကိုမြစ်တာသုံးလေးနေ့တိုင်းမြစ်တာသုံးလေးရွတ်ရွတ်ပြီးတော့ဆူတောင်းမှာနော်ဆိုက်ရမယ့်အရက်ကအနောင်မြောင်အရက်ပါတနင်္လာသားသမီးတွေကလည်းနော်အဲအမိတ်ကဆုတ်ချထားတဲ့မနက်အင်္ဂါနေ့ပေါ့နော်မနက်6နာရီကနေပြီးတော့9နာရီအတွင်းမှာကျမတို့အပင်ဆိုက်လို့ရပါတယ်နော် နာလေးကျွန်မကဘသူကလေဖုန်းလေးတလောက်ခေါ်နေလည်းမသိဘူးဟိုဟိုကဖြစ်နေတာဖုန်းအရင်ခေါ်နေဘသူကခေါ်နေလည်းမသိဘူးโอเคဆက်ပြောမယ်เนาะအဲ့တော့ဆက်ရမယ့်အပင်ပေါ့เนาะဆက်ရမယ့်အပင်ကကြတော့ဩစာပင်ပါเนาะတနင်္လာရဲ့အမြင့်ကတနင်္ဂနွေတနင်္ဂနွေဖြစ်တဲ့အတွက်တနင်္ဂနွေနံရဲ့เนาะအာဥဥဩဧပေါ့เนาะအဲတနင်္ဂနွေနံရဲ့အခရာဖြစ်တယ်အာဥဥဩဧเนาะအင်္ဂါကအမြင့်ဖြစ်တယ် sorry အင်္ဂါအညွန့်ဖြစ်တယ်အင်္ဂါအညွန့်အတွက်ကเนาะ ဆဆဆဆညအဲ့တော့တနင်္လာသားသမီးကဆက်ရမှာကဩစာပင်ဆက်ရမယ်ဘယ်ရက်မှာဆက်ရမလဲလို့ပြောရင်အရှိအရက်မှာဆက်ရမယ်အရှိအရက်ကိုဆက်ရမယ်ပေါ့နော်လောင်းဝမိတ်ရေခွက်က14ခွက်နော်တနင်္ခွနေရဲ့ဂျိုသက်က6နှစ်အင်္ဂါရဲ့ဂျိုသက်က10နှစ်နော်အဲ့တော့တနင်္လာသားသမီးတွေလောင်းဝမိတ်ရေခွက်က14 ခွက်၁၄ခွက်ကိုကျွန်မတို့ဇွန်းနဲ့ချိန်ပြီးတော့လည်းလောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီအင်္ဂါသားသမီးတွေကြီးပွားချမ်းသာစေဖို့အပင်ဆိုင်မယ်ဆိုရင်တော့ဒါမဲ့အင်္ဂါနေ့ဇူလိုင်လ၁ရက်နေ့မှာနော်အင်္ဂါနေ့အမိတ်တာဆုတ်ကြတဲ့နေ့မှာစိုက်ပါမယ်အင်္ဂါရဲ့အမြင့်ကတနင်္လာဖြစ်တယ်အင်္ဂါရဲ့အညွန့်ကဘုံတဖူးဖြစ်တယ်အမြင့်ရဲ့အမြင့်ရဲ့နံကဘာတွေလဲလို့ပြောရင်စားစားစစညနော် အင်္ဂါ sorry တနင်္လာရဲ့တနင်္လာရဲ့နန္နီယာတခကကငနော်ဗုဒ္ဓဘူးရဲ့နန္နီယာရလာဝရနော်ဆိုတော့ကျွန်မပြောချင်တာကအင်္ဂါစိုက်မယ်ဆိုရင်ခရီးပင်စိုက်ရပါမယ်အနောက်တောင်အရက်မှာစိုက်ရပါမယ်နော်အနောက်တောင်ရဲ့မှာခေပင်ဆိုင်ရမယ်လောင်းဝမဲ့ရေခွက်ကတော့32ခွက် လောင်းရပါမယ်ဒါအင်္ဂါသာသမီတွေဗုဒ္ဓဟူးသာသမီတွေကတော့အမိတ္တဆုံးကြားတဲ့နေ့ဖြစ်တယ်အင်္ဂါနေ့မှာစိုက်ပါမယ်မနက်6နာရီကနေ9နာရီအတွင်းမှာစိုက်မယ်ဗုဒ္ဓဟူးရဲ့အမြင့်ကအင်္ဂါဖြစ်တယ်အညွန့်ကကြာသပတိဖြစ်တယ်အဲ့တော့ဗုဒ္ဓဟူးသာသမီတွေကဘာကိုစိုက်မလဲလို့ပြောရင်စိန်ဘန်းပင်ကိုစိုက်လို့ရတယ်ဇပယ်ကိုစိုက်လို့ရပါတယ်နော်စိန်ဘန်းပဲဖြစ်ဖြစ်ဇပယ်ပဲဖြစ်ဖြစ်စိုက်ပါ ဆိုက်ရမယ့်အရက်ကမြောင်းအရက်ပါမြောင်းရက်ဖြစ်တဲ့မြောင်းရက်မှာဆိုက်မယ်လောင်းမယ့်ရေခွက်က28ခွက်ပါအင်္ဂါနံအင်္ဂါရဲ့ဂျိုးစင်က8เนาะကြာသပတေးရဲ့เนาะဂျိုးသက်က16နှစ်အဲ့တော့အနှစ်ခုပေါင်းလိုက်တော့28ဆိုက်ရပါမယ်เนาะအာဟုတ်တယ်အင်္ဂါက8เนาะအဲ့တော့ကြာသပတေးက16ပါเนาะအဲ့တော့အဲ့နှစ်ခုပေါင်းတဲ့အရေအတွက်ကိုဆိုက်ရလောင်းရပါပေါ့เนาะ จาตบรีตาตมี้တွေကတော့เนาะจาตบรีตาตมี้တွေကဗုဒ္ဓဘူးကအမြင့်အညွန့်ကတောက်ကြပါအဲ့တော့ဘာဘာပင်ဆက်ရမလဲလို့ပြောရင်လောက်သေးပင်ဆက်ရမယ်เนาะလောက်သေးပင်ဒါမှမဟုတ်ဗုဒ္ဓဘူးရဲ့ရာလာဝเนาะအဲ့ဒီနာနဲ့စပြီးတော့တောက်ကြတာတာဟနဲ့စုံနဲ့ အပင်ကိုရှာပြီးတော့ဆိုင်လို့ရတယ်ပေါ့နော်ကျမတို့ဒီမှာတိတာလောက်လောက်သေးပေါ့နော်လောက်သေးရွက်ရှိတယ်လောက်သေးရွက်ကိုလောက်သေးပင်ဆိုင်လို့ရတယ်ဆက်ရမယ့်အရက်ကအနောက်အရက်ပါလောက်မယ့်ရေက30နဲ့မှ8ခွက်ပါနော်ဗုဒ္ဓဖူးကစခွန်နော်ဗုဒ္ဓဖူးရဲ့ဂျိုဂျိုဂျိုတက်နှစ်က18နှစ်တောက်ကြရဲ့ဂျိုတက်နှစ်က21နှစ်နော်အဲ့တော့38တောက်ကြသားသမီးတွေကတော့ အမြင့်ကကြာသပတိဖြစ်တယ်အညွန်းကစနေဖြစ်တယ်အဲ့တော့ဆရမယ့်အပင်ကနော်ကြာသပတိကပဖပပမနော်ပဖပပမကြာသပတိကစနေကကြတော့တထတတနာနော်အဲ့တော့တောက်ကြသားသမီးတွေဆရမှာကဗဒောက်ဆိုက်လို့ရပါတယ်နော်ဗဒောက်အဲဆရမယ့်အရက်ကတောင်အရက်လောင်းရမယ့်ရေခွက်က29ခွက်ဘာကြောင့်လဲကြာသပတိက ဂျိုတက်က16နှစ်စနေရဲ့ဂျိုတက်က10နှစ်နှစ်ခုပေါင်းလိုက်တော့29ဟုတ်ပြီစနေသားသမီးတွေရောဆက်ရမယ့်အရက်ကတောင်ရက်ပေါ့နော်စနေသားသမီးတွေရဲ့အတွက်ကကြတော့တောက်ကြဟာအမြင့်တနင်းကုနေဟာအညွန့်အဲ့တော့ဆက်ရမယ့်အပင်ကသစ်အပင်နော်ဘာကြောင့်လဲတာဟတောက်ကြတာဟတနင်းကုနေဟာအူအိုအေနော်အဲ့တော့ သိအပင်တို့သင်းအောင်ပင်တို့စိုက်လို့ရပါတယ်စနေပေါ့နော်နောက်ဆက်ရမယ့်အရက်ကအရှိတောင်အရက်မှာစိုက်ရပါမယ်လောင်းရမယ့်ရေခွက်ကတော့28ခွက်ဖြစ်ပါတယ်။ဘာကြောင့်လဲ?တောက်ကြာက22နှစ်အဲတနင်္ဂနွေက6နှစ်ပေါင်းတော့28နှစ်ပေါ့နော်။အဲ့တော့ဒါတွေအားလုံးဟာကျမတို့ကြီးပွားချမ်းသာစေမယ့် เนาะဓာတ်ပေအနေနဲ့ကျမတို့စိုက်လို့ရပါတယ်အဲ့ဒီအပင်တွေကိုကျမတို့ကစိုက်ပြီးရင်ကျမတို့ဆူတောင်းပါမယ်အဲ့ဒီအပင်ကို ရှင်အောင်မွေးပါမယ်เนาะအဲ့တော့အဲ့ဒီအပင်လေးရှင်နေတယ်ဆိုရင်ဒါကိုကအဲကိုယ့်ရဲ့အဓိဋ္ဌာန်ရည်ရည်အားပြည့်သလိုပဲเนาะဆူတောင်းပြည့်မယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်เนาะအဲ့တော့ဒါလေးကိုတော့ရှင်အောင်စိုက်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နောက်နာမည့် July အဲ6ရက်နေ့အတွင်းပေါ့เนาะဂျူလာ 30ရက်နေ့ကနေပြီးတော့6ရက်နေ့အတွင်းဆောင်းရံဆောင်းရံနေကိုနေ့လိုက်ဆောင်းရံဆောင်းရံနေကိုဆက်ပြီးတော့ပြောပါမယ်နော်အဲ့တော့ဇွန်လ30ရက်နေ့ကကြတော့ကျမတို့နော်သူကအကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်နော်ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့ဒွားချရုပ်နဲ့နော်မနေ့7နာရီ48မိနစ်အလွန်မှာတော့ဖုံးကန်ကြီးမားစေတတ်တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်မောင် ရှောင်းရဲ့အမောင်ကာလကတော့မနေ့နော်9နာရီ30ရာနေပြီးတော့မနေ့9နာရီအတွင်းကအချိန်ခါမကောင်းပါဘူးအချိန်ခါမကောင်းတဲ့အတွက်ဒီကာလကိုတော့ရှောင်းပါလို့ကျွန်မမြစ်တာနေတိုက်တွန်းပါတယ်အဲ့ အဲ့ကာလကိုရှောင်ပြီးတော့ကျမတို့နော်မနက်7:00နာရီနေ့မှ48မိနစ်ကြော်ပြီးရင်ကျမတို့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ပါတယ်နော်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စလေးတွေကိုဥမာဆိုပါစို့နော်ဘာတွေလုပ်နိုင်တယ်လဲလို့ပြောရင် site လေးဖွင့်တာလေးဟလာနော်ကောင်းတဲ့အလုပ်တွေကိုအောင်မြင်စေလိုတဲ့နော်ကောင်းတဲ့အလုပ်ကလေးတွေကိုစပြီးတော့လုပ်နိုင်ပါတယ်နော်အဲ့တော့ကံပွင့်လက်ပွင့်စေတဲ့အရက်မျက်နှာကတော့ဘာအရက်လဲလို့ပြောရင် နော်ကံပွင့်လက်ပွင့်စေတဲ့အရက်ကမြောက်အရက်ပါအယောင်နေနဲ့ကတော့နော်မီးခိုးရောင်အဖြူရောင်အဖြူရောင်သို့မဟုတ်မီးခိုးရောင်ကကံပွင့်လက်ပွင့်စေတဲ့အယောင်ဖြစ်ပါတယ်ရွပွားမဲ့ဂါရာကတော့ဂုံတော်ကွန်ချာကိုရွပွားပါလူတန်းပူဇော်ရမယ့်စွန်းနေနေရတော့နဝင်းစွန်းလူလို့ရပါတယ်เนาะဇူလိုင်လ၁ရက်နေ့ကเนาะမိတ္တ အမိတာဆုံးကြတဲ့နေ့ဖြစ်တယ်လို့ပဲเนาะဖုံးခံကြီးမားစေတဲ့ data ရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့မနေ့ပိုင်းမှာတော့ तू ကဒုက္ခဆင်းရဲတွေကိုဖြစ်စေတဲ့ဒုမရုပ်ရထားတဲ့အတွက်မနေ့ပိုင်းကတော့အခါသိပ်ပြီးတော့မကောင်းဘူးသို့တော့တနေ့လုံးနေနေဆိုရင်ဖုံးခံကြီးမားစေတဲ့ data ရုပ်ရထားတဲ့အမိတာဆုံးရထားတဲ့နေ့ဖြစ်တဲ့အတွက် ကျွန်တော်တို့ဓာတ်ပင်စိုက်တာစိုက်လို့ရတယ်ပေါ့နော်ပြီးတော့ကံပွင့်လက်ပွင့်စီတဲ့အရာကတော့နော်ကျွန်တော်တို့အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနောက်တောင်အနောက်တောင်ရက်ကကံပွင့်လက်ပွင့်စီတဲ့အရက်ဖြစ်ပြီးတော့ရွတ်ပွားရမယ့်ကားတာကတော့ပထန်းဖြစ်ပါတယ်เนาะ24ပစ္စည်းပထန်းဦးစော်လို့တင်းညော်ရဲညှိဖြစ်ပါတယ်เนาะလှူဒန်းရမယ့်ဆုံးကတော့ جماعه တို့ စံစီစားစေနော်ဆက်ပြဒါကိုအင်္ဂါဖျားမှာလှူပါစံစီစားစေဆက်ပြကိုအင်္ဂါဖျားမှာလှူပါ ပြီးရင်စွန့်ပြီးရင်စင်းရဲနွမ်းပါတဲ့လူတွေစေဝါကုသနေရတဲ့လူတွေကို ပြန်ပြီးတော့လှူဒန်းလို့ရပါတယ်လှူဒန်းရမှာကစံစီစားစေဆက်ပြနော်အဲ့ဒီ၅မျိုးကိုလှူဒန်းမှာဇူလိုင်လ2ရက်နေ့ဗုဒ္ဓဖူးနေ့ရတော့ ကြီးပွားတိုးတက်စေတဲ့ဝေဝိနုမာနာယုတ်နဲ့เนาะအမှုကိစ္စတွေပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒယုတ်ရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်နေရောအခါရောကောင်းပါတယ်အမောင်ကာလကတော့နေ့7နာရီကနေနေ့7နာရီ30အတွင်းည7နာရီကနေည7နာရီအတွင်းကတော့ အချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်เนาะဒါပေမဲ့တနေ့လာလုံးเนาะဒါကောင်းတဲ့အခါကြာထားတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုเนาะည7နာရီမတိုင်မီ လှုပ်ဆောင်မယ်ဆိုရင်တော့အထူးကောင်းပါတယ်နော်ကြီးပွားတိုးတက်စေတဲ့ရုပ်နဲ့အမှုကိစ္စတွေပြီးစီးအောင်မြင်စေတဲ့အာဏာရုပ်ရထားတဲ့ပြဌာန်းဟာမိကောင်းတနည်းလို့ပြောလို့ရပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ရွှေရောင်ဖြစ်ပါတယ်အဝါရောင်ရွှေရောင်အဓိကတော့ရွှေရောင်ကကံပွင့်လက်ပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွတ်ပွားရမယ်ခါတာကတော့ရတနာတုံမြတ္တာတုံခန္ဓာတုံရွတ်ပွားပါ နော်လှူဒန်းပူဇော်မယ်ဆိုလို့ရှိရင်နော်နဝင်းစွန်းလှူဒန်းမှာလို့ကျမကအကြံပြုပါတယ်ဇူလိုင်လ3ရက်နေ့ကတော့ပင်မန်းစင်းရဲစီတဲ့နော်ရက်ခတာရုပ်နဲ့ပြီးစီးအောင်မြင်စေတတ်တဲ့ထိရရုပ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးနှစ်ခုစလုံးတွဲနေတဲ့အကောင်းအဆိုးပါတွဲနေတဲ့ရုပ်ဖြစ်ပါတယ် အခါကိုကြည့်တဲ့အခါမှာတော့เนาะနက်နက်3-3နာနာရီကနေညနေ9နာရီအထိအချိန်ခါမကောင်းပါဘူးအဲ့တော့เนาะဒီလိုနေ့မှာတော့အခါမကောင်းတဲ့အတွက်တော့ဂယုစိုက်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စေအရာကတော့ငသာရောင်စင်ဆွဲရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်เนาะအနောက်မြောက်ရက်ဖြစ်ပါတယ်ရွပွားမဲ့ဂါထာကတော့သံပုတ်တီ ဒါတာကိုရွတ်ပွားပါကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါလေဇူလိုင်လ၄ရက်နေ့တောက်ကြနေ့တောက်ကြနေ့ကတော့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့ဘူတလာယုံနဲ့နော်အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ညီမကောင်းမှုလို့ပြောလို့ရပါတယ် အအမောင်ကာလကတော့မနက်7:30မိနစ်ကနေည7:00အတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ရှောင်းရင်အချိန်ခါကိုရှောင်းပြီးတော့နော်ကိုကဂရုတစိုက်လေးနဲ့နေမယ်နော်လှုပ်ရှားရှိရာလေးတွေကိုတည်တည်ချာချာလေးနော်ရဲရဲအစီရင်လေးတွေကိုတည်တည်ချာချာလေးပြုလုပ်မယ်ဆိုလို့ရှိရင်တော့နော်ဒါတချို့ကိစ္စလေးတွေကိုလှုပ်ဆောင်နိုင်တယ်နေဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ ယောဂီအောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်အနေနဲ့ဆိုလို့ရှိရင်เนาะမြောက်အရက်ဖြစ်ပါတယ်လှူဒန်းရမယ့်စွန်းကတော့နဝင်းစွန်းနဲ့လက်ဖက်လှူဒန်းနိုင်ပါတယ်ရွပွားရမယ့်ဂါလာကတော့ဂုံတော်ကွန်ချာရဲ့မြစ်တာတုပ်ရဲ့ပူဇော်နိုင်ပါတယ်ဇူလိုင်လ9ရက်နေ့စနေနေ့ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တိယုတ်ရထားပြီးတော့ เนาะตุบยุคည10นาที13มินิอလုံးมาလဲตุบยุคยาထားတယ်နေဖြစ်ပါတယ်ပြောမယ်ဆိုရင်တနေ့ဓာလုံးနေကောင်းတယ်လို့ပြောနိုင်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနက်9နာရီကနေပြီးတော့မနက်10နာရီနဲ့30အတွင်းကတော့ဒါရှောင်းရမယ်เนาะအမောင်ကာလဖြစ်ပါတယ်အဲ့တော့ရှောင်းရံကာလကိုရှောင်းခြင်းပြီးတော့ကိုလှုပ်ဆောင်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုရှောင်းရနိုင်နေဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ ကံပွင့်လက်ပွင့်စေတဲ့အရာကတော့နက်ပြာရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါရာကတော့ဒါဒနာပရိရဲ့ဂုံတော်ကွန်ချာရဲ့ဖြစ်ပါတယ်ကက်လူပူဇော်ရမယ့်စွန်းကတော့နဝင်းစွန်းနဝင်းစွန်းလက်ဖက်လူတန်းနိုင်ပါတယ်ဇူလိုင်လ6ရက်နေ့နော် တနင်္ဂနွေနေ့ဇူလိုင်လ6ရက်နေ့ဟာတနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာသူက နိကျန်တဲ့တနင်္ဂနွေနေ့ရနော်ဥပါဒယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဥပါဒယုတ်ကဘာလဲဆိုရင်နော်ထိကိုက်ပျက်စီးစေတယ်ဆုံးရှုံးစေတယ်သိဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်နော်တနေ့ဒါလုံးနေ့မကောင်းအခါမကောင်းပါဘူးအမှောင်ကာလကလည်းမနေ့3ည3ည9နာရီကနေည12နာရီအတွင်းဟာအမှောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်နော်တနေ့ဒါလုံးနော်ဂယုတစိုက်နေထိုင်ရမယ်နေ့ဖြစ်ပါတယ်6ရက်နေ့တနင်္ဂနွေနေ့ရကိုယ့်ရဲ့အောင်မြင်စေလို့တဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ဖို့ အကြံပြုပါတယ်နော်ကံဖွင့်လက်ပွင့်စေရဲ့အယောင်ကတော့အနီအောင်ဖြစ်ပါတယ်အဲအဒီရက်ညနာနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ယူပွားပူဇော်ရမယ့်ခါတာကတော့ဇဒနာ3မေတ္တာ3ခန္ဓာ3မောရ3ပုပ္ပနာ3ဖြစ်ပါတယ်ကံလူပူဇော်ရမယ်စွန့်နေနေဆိုလို့ရှိရင်တော့နဝင်းစွန့်ကိုလှူဒန်းနိုင်ပါတယ်เนาะအဲ့တော့ အဲ့လိုနေမှာတော့ကျမတို့က GU design နဲ့နေထိုင်မှာလို့ကျမချစ်တဲ့သူတွေကိုအကြံပြုပါတယ်